အားလုံးပဲမင်္ဂလာပါတကြီးခန်းချာပုရိသမြို့သားတို့ကျမ်းမာရေးဒီကောင်းဆယ်များစီစဉ်မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ sedentary lifestyle လို့ခေါ်တဲ့အထိုင်များတဲ့လူနေမှုပုံစံအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ယခုခေတ်မှာအရင်ခေတ်ကလိုမျိုးမဟုတ်ဘဲနဲ့ဒီဆက်မှုလက်မှုကလည်းထွန်းကားလာတဲ့ဆက်သွယ်နည်းပညာတွေလည်းထွန်းကားလာတဲ့ခါကျတော့အရင်ခေတ်ကလိုမျိုးလှုပ်ရှားသွားလာမှုက လဲလာပြီးတော့မှတဖြည်းဖြည်းနဲ့အထိုင်များလာကြတာပေါ့အရင်တော့ဆိုလို့ရှိရင်ဒါဟိုနာတီနာသွားမယ်ဆိုလို့ရှိရင်လည်းပဲဒါလမ်းလျှောက်သွားတာစပိန်စီတာမျိုးတွေလောက်ကြတာပေါ့အခုခေတ်ကျတော့ဟိုခိုနာတီနာသွားမယ်ဆိုရင်တော့မှဒါကားနဲ့သွားတာဆိုင်ကင်းနဲ့သွားတာများလာတာပေါ့အလုပ်တွေဆိုလို့ရှိရင်လည်းပဲဒါကွန်ပျူတာနဲ့တနေကုန်ထိုင်ပြီးတော့မှလောက်ရတဲ့အလုပ်မျိုးတွေကပို့ပြီးတော့များလာကြပါတယ်ကလေးတွေဆိုရင်လည်းပဲအခုခေတ်မှာမိုဘိုင်းဂိမ်းတွေကအရင်ခေတ်စားလာတဲ့ခါကျတော့အရင်ခေတ်တုန်းကလိုမျိုးဒီထုပ်စီးတို့ကစားတာမျိုးစိန်ပြေးလိုက်တဲ့ကစားတာမျိုးတွေတိတ်တော့မရှိတော့ဘူးအဲ့တော့ကလေးတွေလည်းအဲလှုပ်ရှားသွားလာမှုကနည်းလာတာပေါ့ ိုလက်လှောက်ရှာမှုနဲ့လို့ရှိရင်ဘာဖြစ်လာနိုင်လဲဆိုရင်အဓိကကတော့ဝါလာမှာပေါ့အဲ့ဒါရင်နောက်ဆက်တွဲဆိုကြတော့သွေးတိုးစီးကြုံနှလုံးရောဂါတွေဝင်လာနိုင်ပါတယ်အများစုကဟိုတချို့သောသူတေသနာစာတန်းတွေအရဆိုလို့ရှိရင်တဲ့ဒီကင်ဆာရောဂါဖြစ်ပွားမှုနဲ့တောင်တော်တော်လေးကိုဆက်ဆက်မှုရှိရလို့ပြောတယ်ဗျနောက်တစ်ခုကစိတ်ကြယောဂါဆိုတာကလည်းပဲဒီလှုပ်ရှားမှုနည်းတဲ့လူတွေမှာဆိုလို့ရှိရင်လှုပ်ရှားမှုများတဲ့လူတွေထက်ဒါသုံးစပုံမှုပြီးတော့ဖြစ်ပွားနိုင်တယ်လို့ဆိုတယ်ဗျအဲ့တော့ကျွန်တော်တို့အနေနဲ့အတက်နိုင်ဆုံးတနေ့တန်လှူရှာမှုများနိုင်တဲ့မှာများအောင်စူးစမ်းရပါမယ်။ ဥမာဟူနာဒီနာသွားမယ်ဆိုလို့ရှိရင်လည်းဆန်ကယ်ကားသုံးတာမျိုးမလုပ်ဘဲနဲ့လမ်းလျှောက်သွားတာစပိန်စီးသွားတာမျိုးပေါ့ချန်နယ်ဝင်းနဲ့နေတဲ့လူတွေဆိုလို့ရှိရင်လည်းခြံရှင်းတာမျိုးဒီတစ်ပင်ပန်းပန်းဆိုင်တာမျိုးတွေလုပ်လို့ရတယ်ခွေးမွေးထားတဲ့လူတွေဆိုလို့ရှိရင်လည်းခွေးနဲ့လမ်းလျှောက်ထွက်တာမျိုးတွေလုပ်သင့်ပါတယ် ကျွန်တော်တို့ကားကိုမဖြစ်မနေသုံးရမယ်ဆိုရင်တော့မှကိုသွားတဲ့နေရာနဲ့ခက်လန့်လန့်မှာကားတက်ကင်ထိုးတာမျိုးလုပ်လို့ရမယ်။အလုတ်သွားတယ်ဆိုလို့ရှိရင်ဘတ်စကားစီးတယ်ဆိုလို့ရှိရင်လည်းဘတ်စကားပေါ်မှာမတ်တက်ရပြီးတော့စီးတာမျိုးပြီးလို့ရှိရင်ဒီလေကားတက်တွေပါတက်မယ်ဆိုလို့ရှိရင်လည်းဒီဓာတ်လေကားဆက်လေကားမသုံးဘဲနဲ့ရိုးရိုးလေကားနေပြီးတော့မလန်းလျှောက်တက်တာမျိုးပေါ့။နောက်တစ်ခုကအလုတ်မှာဟိုနေကင်းထမင်းစားချိန်နားပြီဆိုလို့ရှိရင်ဒါအလုတ်အလုတ်ထဲမှာပေါ့နော်ဒီ7မိနစ်လောက်ကိုလမ်းပတ်လျှောက်တာမျိုးတွေလုပ်လို့ရမယ်။ ီးသွားလို့ရှိရင်ဟိုတနေကုန်ကွန်ပျူတာနဲ့ထိုင်ပြီးတော့မှတုံးရတဲ့လူမျိုးတွေဆိုလို့ရှိရင်တနိုင်လောက်တစ်ခါပေါ့နော်ခဏထပြီးတော့မှအကျော်လျှော့တာနော်လေ့ကျင့်ခန်းမျိုးလေးပေါ့နော်ဒီအကျော်လျှော့လေ့ကျင့်ခန်းလုပ်တာမျိုးလေးလည်းလုပ်သင့်ပါတယ်နောက်တစ်ခုအိမ်မှနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒါ intention လုပ်တာမျိုးအခမ်းအတန်ရှင်လုပ်တာမျိုးတွေလုပ်လို့ရမယ်နောက်ဖုန်းပြောတဲ့အခါမှာဆိုလို့ရှိရင်လည်းပဲဟိုထိုင်ပြီးတော့မှလဲလျောင်းပြီးတော့မှဖုန်းပြောတာတက်စားလို့ရှိရင်ဒါမတ်တက်ရက်ပြီးလမ်းလျှောက်ပြီးတော့မှပြောတာမျိုးတွေကလည်းဒါဟိုကိုယ့်ရဲ့ကိုခန္ဓာလှုပ်ရှားမှုဖြစ်စေပါတယ် အဲ့လိုမှမဟုတ်ပဲနဲ့ကိုကတတိတသက်အချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒါဂျင်မှာသွားပြီးတော့မှအားကစားလုပ်တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းပဲကိုအိမ်မှာပဲကိုပေါ်စာလေ့ကျင့်ခန်းအီရိုဘစ်လေ့ကျင့်ခန်းမျိုးလေးတွေကိုမနက်7မိနစ်ည7မိနစ်ပုံမှန်လုပ်တာမျိုးပါလည်းပဲဒါကိုအတွက်ကျန်းမာရေးအတွက်ကိုကောင်းမွန်စေပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အကြောင်းအရာတော့ဒီလောက်ပဲဖြစ်ပါတယ်။နောက်လာမယ့်ပတ်တွေမှာလည်းပဲဘလို့အကြောင်းအရာတွေကိုဆက်ပြီးတော့မှတင်ဆက်သွားမယ်လို့ဆိုတာတော့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။